မင်္ဂလာပါရှင်2025ခုနှစ်မေလ9ရက်နေ့ရက်မွန်တက်7နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။ယူကရိန်းသမ္မတရဲ့လုံခြုံရေးတာဝန်မယူဘူးဆိုတဲ့စကားကြောင့်နေပြည်တော်မှာစိုးရိမ်မှုတွေနဲ့လှုပ်လှုပ်ခတ်ခတ်ဖြစ်နေပေမဲ့မင်းအောင်နိုင်ကရုရှားကိုတွားရောက်ဖို့ဆုံးဖြတ်ထားဆဲဖြစ်ပါတယ်။ကရင်ပြည်နယ်ဖအံမြို့မှာရှိတဲ့တပ်ရင်းတပ်ဖွဲ့တွေရဲစခန်းတွေရုံးဌာနတွေမှာဘန်ကာတွေကရုတ်ကျင်းတွေနဲ့မြို့ပတ်ပတ်လည်မှာခုခံစစ်ပြင်ဆင်နေပါတယ်။ မကွေးတိုင်းပခုတ်ကူမြို့နယ်မှာလက်နက်ကြီးကြောင်နှစ်နှစ်အရွယ်ကလေးငယ်ပြေဆုံးကရွာကခုနှစ်ဖမ်းဆီးခံရပါရဲ့ရှင်။ချင်းပြည်နယ်ဖလန်းမြို့သိမ်းတိုက်ပွဲမှာပြန်လာတဲ့အောင်ပွဲရရှေ့တန်းပြန်စစ်ကြောင်းမှုတွေရဲဘော်တွေကိုဒေသခံတွေကကြိုးစပွဲပြုလုပ်ပေးကြပါတယ်။ CNN ရဲ့မနေ့ကသတင်းစာရှင်းလင်းပွဲမှာပြည်သူတွေကိုတင်ပြခဲ့တဲ့ပြောဆိုချက်တွေကိုခြုံငုံပြီးအကျဉ်းချုပ်တင်ဆက်ပေးပါမယ်ရှင်။ဒီသတင်းနဲ့တူဒီကနေ့မွန်တဲ့7နိုင်အချိန်ထိနောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ပြမဆောင်သတင်းတပုတ်အနေနဲ့ရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်မယ်ဒုတိယကမ္ဘာစစ်ပြေးဆုံးတဲ့ရင်းပြင်းဒီအောင်ပွဲအခမ်းအနားကိုတက်ရောက်မယ်။နိုင်ငံတကာခေါင်းဆောင်တချို့ရဲ့လုံခြုံရေးကိုတာဝန်မယူဘူးလို့ယူကရိန်းသမ္မတဇယ်လန်စကီးရဲ့ထုတ်ဖော်ပြောဆိုချက်ကြောင့်နေပြည်တော်မှာလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပေမဲ့မင်းအောင်လိုင်ကရုရှားကိုတွားရောက်ဖို့ဆုံးဖြတ်ထားစေဖြစ်ကြောင်းနေပြည်တော်စစ်ပတ်တရေရင်မြစ်ကပြောပါတယ်။ ရုရှားနိုင်ငံမော်စကိုမြို့မှာနှစ်80ပြည့်ရင်းပြင်းဒီအောင်ပွဲနှစ်အတွက်မေလ10ရက်နေ့မှမေလ10ရက်နေ့အထိ3ရက်အကြာအပြစ်ခတ်ရက်စဲရန်ရုရှားရဲ့ကမ်းလှမ်းချက်ကိုမေလ3ရက်နေ့မှာယူကရိန်းသမ္မတဇယ်လန်စကီးကပယ်ချတဲ့အပြင်ရုရှားကဖိတ်ကြားထားတဲ့နိုင်ငံတချို့ရဲ့ခေါင်းဆောင်တွေရဲ့လုံခြုံရေးကိုအာမခံချက်မပေးနိုင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုရှားပိုင်နက်မှာဖြစ်ပျက်နေတဲ့ကိစ္စတွေအတွက်ကျွန်တော်တို့တာဝန်မယူနိုင်ပါဘူး။ ရုရှားကသူတို့ကိုလုံခြုံရေးပေးတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဘာလုံခြုံရေးအာမခံချက်မှမပေးနိုင်ဘူးလို့ယူကရိန်းသမ္မတဇယ်လန်စကီကပြောပါတယ်မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့မှာဒုတိယကမ္ဘာစစ်အောင်မြင်ခြင်းနဲ့နှစ်80ပြည့်နှစ်ပတ်လည်ကိုကျင်းပမှာဖြစ်ပြီးမင်းအောင်လှိုင်အပါအဝင်တရုတ်သမ္မတအပါအဝင်နဲ့နိုင်ငံပေါင်း20ကျော်ကခေါင်းဆောင်တွေကို အခမ်းအနားကိုတက်ရောက်ဖို့ရုရှားကဖိတ်ကြားထားတာလည်းဖြစ်ပါတယ် ယူကရိန်းသမ္မတရဲ့လုံခြုံရေးတာဝန်မယူဘူးဆိုတဲ့စကားကြောင့်ရုရှားတွားရောက်မဲ့မင်းအောင်လိုင်အပါအဝင်နေပြည်တော်ကစစ်ပိုချုပ်တချို့လုံခြုံရေးအတွက်စိုးရိမ်မှုတွေရှိနေပေမဲ့ရုရှားခီးစဉ်ကိုတွားရောက်ဖို့မင်းအောင်လိုင်ကဆက်လက်ဆုံးဖြတ်ထားစေဖြစ်တယ်လို့လည်းဆိုပါတယ်။မေလ9ရက်နေ့မှာမင်းအောင်လိုင်အပါအဝင်စစ်ပိုချုပ်တချို့ကနေပြည်တော်ကနေ MAI Airbus လေယာဉ်နဲ့ရုရှားကိုထွက်ခွာမှာဖြစ်ကြောင်းမင်းအောင်လိုင်နဲ့အတူ စစ်တပ်ရဲ့ကြီးရေလေဘူချုပ်တချို့လဲပါဝင်ကြမှာဖြစ်တယ်လို့လဲဆိုပါတယ်ရှင်။နောက်ထပ်သတင်းဒီပုံအနေနဲ့ကရင်ပြည်နယ်ဖန်အံမြို့မှာရှိတဲ့တပ်ရင်းတွေ၊ရဲစခန်းတွေ၊ရုံးထနာတွေမှာဘန်ဂါတွေ၊ဂရုတ်ကျင်းတွေနဲ့မြို့ပတ်ပတ်လည်မှာမြို့အတွက်ခုခံစစ်တွေပြင်ဆင်ပြီးတပ်တွေဖြန့်ကျက်ထားကြောင်းဗအန်ဒေတာခန်တချို့ကပြောပါတယ်။ KNN နဲ့တပ်မဟာအများစုမှာ KNN နဲ့ PDF ပူးပေါင်းတပ်တွေကစစ်ကောင်စီတပ်စခန်းတွေ ကာကင်းတွေကိုတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်လာပြီးတဲ့နောက်မှာကရင်ပြည်နယ်ပအံမြို့မှာရှိတဲ့စစ်ကောင်စီတပ်ကခုခံစစ်တွေပြင်ဆင်လာနေတာလည်းဖြစ်ပါတယ်။ပအံမြို့တိုက်ခိုက်ခံရမဲ့အရေးကနေကြိုတင်ကာကွယ်စီမံချက်တွေကိုစစ်ကောင်စီကရေးဆွဲထားပြီးတပ်ဖြတ်မှုနဲ့ခုခံစစ်အတွက်အကြီးအကျယ်ပြင်ဆင်လာတာလည်းဖြစ်ပါတယ်။အခုတိုက်ပွဲဖြစ်နေတဲ့နေရာတွေကပအံနဲ့အတော်ကိုကတ်လာတဲ့ဒိုင်းသရာကျော်ရင်ဖြစ်ဖြစ်၊နဘူးတော်လန်းကဖြစ်ဖြစ်ခရယာ တန်လဲဘက်ကဖြစ်ဖြစ်ညိုင်ကလေးမုတ်ကတိဘက်ကဖြစ်ဖြစ်ဗအံကို အချိန်မရွေးဝင်လို့ရတဲ့လမ်းကြောင်းတွေရှိနေတယ်။ဒါကြောင့်တက်မတ်22ကမြို့ပပတ်လေမှာခုခံစစ်ပြင်နေတယ်။လောညာတာမညဘက်ကအရွာတွေမှာလည်းစစ်တပ်စစ်ကြောင်းတွေဖြန့်တာကင်းမုံတွေချတာရှိတယ်။အပေါင်းကြီလုံးဘက်မှာလည်းတန်ချက်ကာကားတွေလက်နက်ကြီးတွေဖြန့်တာရှိတယ်။ခရယာတန်လဲဘက်နဲ့မုတ်ကတိ မိဆန်ဘက်မှာလည်းတန်လွေမြစ်ထဲစစ်တမောတွေကင်းပတ်နေတာရှိတယ်လို့ဖအံအခြေဆိုင်တက်နဲ့ထိတွေ့မှုရှိတဲ့ဒေတာတည်ရင်မြစ်ကပြောပါတယ်ဖအံတက်နယ်မှာရှိတဲ့တည်ရင်10ခုကစစ်တီမိသားစုတာသမီးတွေဇနီးတွေခမရ201နဲ့ခမရ202ကတည်ရင်တွေမှာအခြေခံပြစ်ခတ်မှုစစ်တင်တာတွေတက်ရောက်နေရကြောင်းပြစ်ခတ်မှုစစ်တင်တာတက်ရောက်ပြီးပါကတည်ရင်တပ်ဖွဲ့တွေရဲ့လုံခြုံရေးနဲ့မျိုးစောက် အရန်အင်အားအဖြစ်တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်းလည်းသိရပါတယ်။ဖအံမှာတမ20နှစ်လှအောင်မှာခမရခလာရစေတတတ်ထိန်ထောက်ပို့ဂျီအီတအမြောက်တဆက်သွယ်ရေးတဆာယာဖဆက်လက်နဲ့ပစ္စည်းတက်အားလုံးစေတရှိပါတယ်။အဲ့ဒီကစစ်သားသားသမီးတွေမိန်းမတွေကိုစစ်တင်တန်းပေးနေတယ်မျိုးစောက်အရန်အင်အားသုံးဖို့ဆိုပြီးတော့တက်ထဲကလူတွေအပြင်အလုတ်ထွက်လို့ရတာအပုံနာပြီး နှစ်ရက်တင်နှစ်ရက်နှစ်မှာတင်နှန်းတက်နေရတယ်လို့ဖအန်ဒေတာတတိယမြေကပြောပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ချင်းပြည်နယ်ဖလန်းမြို့တိုင်းတိုက်ပွဲကနေပြန်လာတဲ့အောင်ပွဲရရှေ့တန်းပြန်စစ်ကြောင်းမှုတွေရဲဘော်တွေနဲ့တပ်ပေါင်းစုတွေကိုဒေတာခန်တွေကကြိုးစုပွဲကိုစခိုင်းအညာဒေတာတနေရာမှာ ပြုလုပ်ခဲ့ပါတယ်။စခိုင်းဖက်ဒရယ်တပ်ပေါင်းစု အမှတ်3နဲ့အမှတ်5စစ်ကြောင်းတို့ကရဲဘော်တွေကိုစခိုင်း foreign Federation အလုံအမှုဆောင် Committee ဥက္ကဋ္ဌနဲ့အလုံအမှုဆောင် Committee ဝင်တွေလုပ်ငန်း Committee ဝင်တွေစီရီလုပ်ငန်းအဖွဲ့ဝင်တွေတပ်ပေါင်းစုရဲဘော်တွေနဲ့ဒေသခံပြည်သူတွေကအောင်တပြေနဲ့ကြိုဆိုပွဲပြုလုပ်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်ဆလဘီမကွေးတိုင်းပခုတ်ကူမြို့နယ်မိသေးကန်ကျေးရွာမှာတမတရားတက်ကပြည့်တဲ့လက်နက်ကြီးမှန်လို့နှစ်နှစ်ခဲအရွယ် ခလင်းငယ်တည်ဆုံးပြီးတုံးဦးဒံရရရှိကရွာကန်ခုနှစ်ဦးလဲစစ်ကောင်စီတပ်ကဖမ်းသွားတယ်လို့ရွာကန်နေစီကနေသိရပါဗျ။မေလ၂ရက်ညနေ၄နာရီခွဲမှာပခုတ်ကူအခြေဆိုင်တပ်မတရား၁ကနေမိသွေးကန်ကျေးရွာကိုလက်နက်ကြီး၄လုံးပစ်ခတ်ခဲ့ရမှာကျေးရွာထဲမှာရှိတဲ့ဒေါ်မြင့်မြင့်ကျန်ရဲ့နေအိမ်ခြံဝင်းအတွင်းကိုကြာရောက်ပောက်ကွဲခဲ့တာလို့ဆိုပါတယ်။လက်နက်ကြီး၄ချက်ရန်တန်းထူတာမှာနောက်ဆုံးအလုံးကခြံထဲကိုကျပြီးနနစ်ခွဲခလေးငယ်ရဲ့ သူ့အမေရဲ့သူ့မလေးရဲ့လမ်းသွားတဲ့အတော်ကြီးရဲ့ထိတာတော်တော်လေးဆိုးတယ်။ခလေးကပိုက်ထဲကဥရေထွက်ပြီးတည်တာတကြိုပြီးသွားပြီလို့ရွာကန်တဦးကပြောပါတယ်။လက်နက်ကြီးထိမှလို့အသက်28နှစ်အရွယ်မတ်သစင်မြင့်ပေါင်အသားစပက်ထရက်တမီးဖြစ်သူအသက်2နှစ်အရွယ်မဝေစင်ထက်မှာ one bite ဥထွက်တံရနဲ့တေစုံသူမဖြစ်သူအသက်၄နှစ်အရွယ်မအိတ်မူးတွင်နဲ့လမ်းသွားလမ်းလာဈေးတဲ့ အသက်40နှစ်အရွယ်ဒေါ်ဝင်းမာတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တေဆုံးဒဏ်ရာရရှိနေတဲ့သူတွေကိုတော့လက်နက်ကြီးမပစ်ခင်ရွာထဲကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်သား90ခန့်ကပခုတ်ကူစေယုံကိုခေါ်သွားပြီးအလောင်းတွေကိုမေလ3ရက်နေ့မှာနေအိမ်ကိုပြန်တယ်လာပြီးတဲ့နောက်နာရီပြုတ်လုခဲ့တယ်လို့ဆိုပါတယ်။လက်နက်ကြီးမပစ်ခင်မှာစစ်သား90လောက်ကရွာထဲမှာရှိနေတယ်။ပြခတ်မှုပြီးတော့တိကိုက်သူတွေကိုသူတို့ပဲခေါ်သွားတယ်။ ရွာသားခုနှစ်ယောက်ကိုလည်းဖမ်းသွားတယ်။ဆကားဆတက်သွားတယ်။ရွာထဲရောက်တဲ့အချိန်မှာတောက်စာမူးနေကြတာလို့ရွာကန်တအုပ်ကပြောပါတယ်။လက်နက်ကြီးပစ်ခတ်ပြီးတဲ့နောက်အဲ့ဒီမှာပဲရွာကန်အမျိုးသားတွေဖြစ်တဲ့အသက်24နှစ်အရွယ်ကိုအောင်ကျော်မို့55နှစ်အရွယ်ကိုသိန်းညင့်ထွန်းဦးတင်ထွန်းအောင်72နှစ်အရွယ်အာကာပူပူ32နှစ်အရွယ်ကိုဆူဆူတန်72နှစ်အရွယ်ဆိုင်းထီဆိုင် 73နှစ်အရွယ်ဟဲငွေရန်ထွန်းတို့ခုနှစ်ဦးကိုစစ်ကောင်စီတပ်သားတွေကပခုတ်ကူရဲစခန်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါအဖမ်းခံရသူတွေကမေလ၄ရက်နေ့ညနေပိုင်းအထိပြန်မလွတ်သေးဘူးလို့အမျိုးသမီးတို့ကပြောပါတယ်မိသွေးကံခြေရွာမှာအင်ဂျင်200ဝန်းကျင်လူဦးရေ900ကျော်ရှိတဲ့ခြေရွာဖြစ်ပြီးခြေရွာထဲမှာအခုလိုလက်နက်ကြီးကြားရောက်ပောက်ကွဲပြီးလူထိခိုက်ဒေဆုံးတာပထမအကြိမ်ရဲ့ဖြစ်ပါတယ်ရှင် နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ TNN ရဲ့မနေ့ကသတင်းစာရှင်းလင်းပွဲမှာပြည်သူတွေကိုတင်ပြပြောဆိုချက်တွေကိုခြုံငုံပြီးအကျဉ်းချုပ်တင်ဆက်ပေးပါမယ်ရှင်။ကြစ်လိုက်ရက်လိုက်ငြိမ်းချမ်းရေးတန်တရားစစ်ရေးတန်တရားဆက်နေတာမျိုးမဖြစ်အောင်တည်တည်ချာချာညီညီညွတ်ညွတ်နဲ့အပြစ်သက်တိုက်ပွဲဆင်နွှဲရမှာဖြစ်ပါတယ်။ဒါမှတန်တရားကနေလွတ်မြောက်ပြီးကျွန်တော်တို့မျော်မှန်းတဲ့ Federal ပြည်ထောင်စု ရောက်ရှိမှာပါလို့ TNN တွေတွဲဖက်အထွေထွေအတင်းရမှုပုံမှုကြီး တာပန်လာကပြောပါတယ်တရုတ်အစိုးရကအာနာမသိန်းခင်ကတည်းက NCA ကိစ္စတွေမှာဝင်ရောက်ညှိနှိုင်းပေးတာမျိုးဆောင်ရွက်ပေးခဲ့ပါတယ်ဒီအတွက်လည်းကျေးဇူးတင်ပါတယ်ဒီနေရာမှာကျွန်တော်တို့နိုင်ငံရေးဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံသားတွေမှာပဲအဓိကဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်ဒါပေမဲ့အိမ်နီးချင်းတွေနဲ့ရောကမ္ဘာလူထုတွေနဲ့ရောကင်းကွာလို့မရဘူးလို့ TNN တွေတွဲဖက်အထွေထွေအတွင်ရွေးမှုပုံမှုကြီးတာပန်လာကဆက်ပြောပါတယ် မဟာမိတ်တွေကိုဘလို့အာမခံချက်ပြောနိုင်တယ်လဲဆိုရင်ကျမတို့မျော်မှန်းချက်ပန်းနိုင်အတိုင်းအာနာရှင်ကိုအမြင့်ပြတ်ချေမုန်းရမှာဖြစ်တယ်။ကျမတို့ပါဝင်နိုင်တဲ့အခန်းကဏ္ဍကနေပါဝင်နိုင်တဲ့နီလန်းတွေရှာဖွေပြီးအာနာရှင်အမြင့်ပြတ်ချေမုန်းရင်ပြည်သူတွေနဲ့အတူဆောင်ရွက်မှာဖြစ်တယ်လို့ CNN နေပြောခွင့်ရရွေးရဦးကလည်းပြောပါရရှင်။ကျွန်တော်တို့အနေနဲ့နိုင်ငံကိုပြန်ပြီးကောင်းမွန်ထူထောင်လာအောင်ဥမော့လာအောင်ဆောင်ရွက်နေတဲ့ NUG အပါအဝင်မိတ်ဆွေတွေအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ထားပါတယ်။နီးနာဘောင်းဆောင်နဲ့ဆောင်ရွက်နေတာဖြစ်တယ်လို့ TNN တွေတွဲဖက်အထွေထွေအတွင်ရွေးမှုပုံမှုကြီးတာပန်လာကပြောပါရရှင်။လာရှိုးလိုမဖြစ်အောင်မဟာမိတ်တွေရောလူလူတွေရောညီညီညွတ်ညွတ်နဲ့လက်တွဲကြော်လွှားနိုင်မယ်လို့ယူဆပါတယ်။နိုင်ငံသူ နိုင်ငံသားတွေတော်လှန်ရေးအဖွဲ့အစည်းတွေညီနောင်တွေအားလုံးညီညွတ်မှု ပို့ပြီးတော့တည်ဆောက်ဖို့လိုပါမယ်။မြန်မာနိုင်ငံသားအားလုံးရဲ့ရည်တည်ချက်ကအတူတူပါပဲ။ တနိုင်ကလုံးပြုပြင်ပြောင်းလဲဖို့တဖွဲ့တည်းတယောက်တည်းလူမျိုးတစ်မျိုးတည်းနဲ့မရပါဘူးစုပေါင်းပြီးညီညီညွတ်ညွတ်နဲ့စက်ပြီးတွားရမှာဖြစ်တယ်လို့ TNN နေအထွေထွေတွင်းရင်းမှုပုံမှုကြီးတားပန်လာကပြောပါရရှင်ဒီကနေ့မွန်းတဲ့12နိုင်ချိန်ချီနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါဒီသူအလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။